hello ဆိုတော့ဒီ manager full moon ပေါ့เนาะ full moon ရဲ့အလုံးမှာကိုယ့်ရဲ့ quality တွေရှိကိုဘယ်လိုအကြောင်းအရာတွေရောက်လာဖို့ရှိလဲဆိုတာကိုဖတ်ပေးမှာဖြစ်တယ် short reading လေးပဲဖြစ်မှာပေါ့เนาะโอเค three of cup ပျော်ရမယ်ဆိုတာကိုတွေ့ရတယ်ပေါ့เนาะ three of cup ပျော်ရလိမ့်မယ် ထရီတော့ကဖာနိုင်ရောပန်တီကငွေကြေးနဲ့ပတ်သက်ပြီးတော့ပြောရလိမ့်မယ်ဖူးမွန်းနဲ့အလွန်မှာတငယ်ချင်းအစ်တစ်တွေရလာမယ်မိတ်ဆွေအစ်တစ်တွေရလာမယ်ပွဲတွေတက်ရမယ်တရင်ကျွဆိုတော့မင်္ဂလာဆောင်တွေသွားရတော့မယ်ပေါ့နော်ပြန်မရနိုင်တဲ့ investment တွေလည်းဖြစ်နေကြအောင်မယ်ဆိုတော့မင်္ဂလာဆောင်တွေသွားရတာမျိုးပွဲတွေတက်ရတာမျိုးတငယ်ချင်းအပေါင်းအသင်းတွေနဲ့အရန်ကိုမှအချိန်တွေကုန်မိတာမျိုးသုံးမိတာမျိုးတွေဖြစ်တတ်တယ် king of pandike အရာကတော့ငွေကြေးကန်အရန်ကောင်းနေလိမ့်မယ် အာငွေနဲ့ပတ်သက်ပြီးတော့ခွန်အလန်းတွေပွင့်လာမယ်ငွေကြေးလက်လွန်ထားတဲ့အရာတွေရှိရဆိုရင်ပြန်ပြီးတော့ရနိုင်တယ်ဆိုတာမျိုးကိုတွေ့ရတယ် king of pentacle အရာအရန်ကောင်းပါတယ်ငွေနဲ့ပတ်သက်ပြီးတော့ strong ဖြစ်တယ်ပေါ့နော်ခဏလေးရလိုက်တာမျိုးမဟုတ်ဘဲနဲ့ရည်ရှည်အကျိုးအမြတ်ကိုဟိုခံစားလို့ရမယ်အခွင့်အရေးမျိုးတွေဖူးမွန်းတဲ့အလွန်မှာကိုယ့်ရဲ့ collective တွေရှိရောက်လာဖို့ရှိတယ်နော်ကြော်ရမယ်ပတ်စံဝင်မယ်ကောင်းလိုက်တာ ဆိုတော့ queen of swords queen of swords ဒီအချိန်မှာပေါ့နော်ဒီ reading ကိုကြည့်နေတဲ့အထီးကိုယ့်ရဲ့ color delay တွေတချို့ရွေးချယ်ရခက်တဲ့ကိစ္စတွေထဲမှာမပြတ်မသားဖြစ်နေတဲ့ကိစ္စတွေထဲမှာပိတ်မိနေတယ်ဆိုရင်ဒီ full moon ရဲ့အလုံး မှာအရာရာကိုပြက်ပြက်သားသားဆုံးဖြတ်ချက်ချပြီးတော့မှန်ကန်တဲ့ရွေးချယ်မှုတွေလုပ်နိုင်လိမ့်မယ်ဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော်ဖြစ်တင်တာနဲ့ဖြစ်တင်တာဆိုရင်ဖြစ်တင်တာကိုပဲရွေးချယ်ပြီးတော့ logical ကြကြကိစ္စတိုင်းကိုကင်တွယ်ဖြေရှင်းလာနိုင်လိမ့်မယ် king and queen ပေါ့နော်ဘယ်လိုပြောရမလဲ relationship အနေနဲ့ဆိုရင်လေကိုနဲ့ life ဖတ်တဲ့ partner တယောက်ကိုဘဝရဲကိုရောက်လာတာမျိုးတွေအဲ့လိုမဟုတ်ဘူးဆိုရင်လည်းလက်ရှိ partner အထက် partner နဲ့အရင်ကထပ်ပို့ပြီးတော့အပေးယူမျှလာတာမျိုးတွေဖြစ်လာလိမ့်မယ် တော့နည်းနည်းလေးတော့ပို့ပြီးတော့ခေါင်းမာလာတာမျိုးတွေ pantical နဲ့ queen of king of pantical နဲ့ queen of sauce ကိုတွေ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ pantical art မြေဓာတ်တွေကလည်းခေါင်းမာပြီးတော့နည်းနည်းလေးတယူသီးဆန်တယ်အဲသူတို့မှန်တယ်ထင်အောင်အဆုံးထိသွားတတ်တဲ့သူမျိုး queen of sauce ဆိုတဲ့ဒီဓာတ်ပုံရင်မှာကလည်းအရန်ထက်မြက်ပြီးတော့ကြတော့နှလုံးသားထက်ပဲအုံနောက်ကိုဦးစားပေးတတ်တဲ့သူမျိုးပေါ့နော်ဆိုတော့ဒီ full moon ရဲ့အလွန်မှာတွေ့ရမယ့် relationship တွေကတော့တည်ငြိမ်ပြီးတော့ရင့်ကျက်ပြီးသားသူတွေများလိမ့်မယ်ပေါ့နော်ဘယ်လိုပြောမလဲ romantic ဖြစ်တဲ့ love ကိုခံစားရတာထက်ပဲတကယ်လက်တွေ့အာ action site ထုတ်ပြီးတော့ကြာတော့ဂယူး site ပေးတဲ့ချက်ချင်းမျိုးကိုခံစားရလိမ့်မယ်ပေါ့နော်နည်းနည်းလေးတော့အေးဆက်ဆက်ကြီးဖြစ်ပြီးတော့ပြင်းစရာကောင်းတယ်လို့ထင်ရတော့ညာလေဒီလိုမျိုး action oriented ဖြစ်တဲ့ love language မျိုးကိုသဘောကျတဲ့သူတွေဆိုရင်တော့ဒီ full moon ရဲ့အလွန်မှာရမယ့်ချက်ချင်းမြစ်တာကအရင်ကကောင်းပါတယ်နော်ဆိုတော့ congratulation ပါရှင်အရာရာကိုပြည့်ပြည့်စုံစုံဆုံးဖြတ်လာနိုင်ပြီးတော့ငွေတွေဝင်မယ်ပျော်ရွှင်ရပါမယ်ရှင်